အခုတပတ်ကတရားကိုအမှန်တကယ်ကိုအာထုတ်ခြင်းတဲ့သူများအတွက်အထုတည်တဲ့အပိုင်းကိုကိုရောက်ပါပြီဒီနေ့ကဂျုံလ28ရက်ဖြစ်ပါတယ်ဒီဝေဒနာနုပတနာရှုတဲ့အခါမှာဝေဒနာနုပတနာရှုတဲ့အခါမှာ အုံနှောင်မှာဘာတွေပြောင်းလဲဖြစ်တယ်လဲဆိုတော့ဘုန်းကြီးတို့ပြီးခဲ့တဲ့အပိုင်း၈မှာအစပြီးတော့ပြောခဲ့ပါတယ်သူရနာတွေ့ရှိချက်တွေကများပြားလာရဲ့နောက်ဒီဝေဒနာနုပတနာကိုသိပ္ပံသူတေတနာစာရန်များ ਨੇ ပူချရတာဖြစ်တဲ့အတွက်အစဉ်အလာသမားများမှာနားမလည်မှာစိုးတာရဲ့အမှန်တော့ တရားထိုင်တာကိုပညာရတခုလို့လေ့လာမှသာပိုအဆင်ပြေမှာပါဘာသာရေးလို့လေ့လာတဲ့သူတွေကတော့အဲတော်တော်လေးအခက်အခဲရှိနိုင်ပါတယ်ဒါကဘုန်းကြီးပြိပတွေထွက်တဲ့အခါမှာ နိုင်ငံတကာမှာပို့ချတာဒီလိုပဲပို့ချတာဖြစ်ပါတယ်နောက် zoom ကနေပို့ချတဲ့အခါမှာလည်းဒီပုံစံအတိုင်းပဲပို့ချပေးနေတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီ ဗုဒ္ဓရဲ့ကျမ်းစာအရာပြောရင်ခန္ဓာမှာဝေဒနာ၃မျိုးရှိပါတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာလို့ဝေဒနာ၃မျိုးရှိပါတယ်ဒုက္ခဝေဒနာဆိုတာလဲထင်ရှားတယ်ဒုက္ခဝေဒနာဆိုတာလဲထင်ရှားတယ်နော်ဒုက္ခဝေဒနာကို unpleasant feeling လို့ခေါ်ပြီးတော့ဒုက္ခဝေဒနာကို pleasant feeling လို့ခေါ်ပါတယ် unpleasant sensation လို့လည်းခေါ်ပါတယ် နော်ဒုက္ခဝေဒနာကို unpleasant sensation လို့ခေါ်ပါတယ်ဒုက္ခဝေဒနာကို pleasant sensation လို့လည်းခေါ်ပါတယ်နော်ပြီးတော့ဥပေက္ခဝေဒနာအဲ့ဒါ pleasant sensation unpleasant sensation ရှင်းသွားပြီနော်ဝေဒနာကောင်းတဲ့ဝေဒနာရဲ့အဲဆင်းရဲတဲ့ဝေဒနာရဲ့ချမ်းသာတဲ့ဝေဒနာရဲ့ ဒါရှင်းသွားပြီ pleasant unpleasant pleasant sensation unpleasant sensation now ဥပေက္ခဝေဒနာဥပေက္ခတော့ pleasant လည်းမဟုတ်ဘူး unpleasant လည်းမဟုတ်ဘူး the neutral လို့ခေါ်တယ်အလယ်အလတ်ပဲကောင်းတာလည်းမဟုတ်ဘူးဆိုးတာလည်းမဟုတ်ဘူးပုံမှန်ဒါပေမဲ့ဘုန်းကြီးတို့ များသောအားဖြင့်ကဥပေက္ခဝေဒနာကပိုများပါတယ် pleasant sensation unpleasant sensation ဆိုတာထင်ရှားတဲ့အခါကျတော့ကောင်းတာတွေနဲ့တွေ့မြင်ကြားသိတဲ့ခံစားရပြီးတော့ မကောင်းတာနေတဲ့တွေ့မြင်ခကြားသိတဲ့အခါမှာဒုက္ခဝေဒနာခံစားရတယ်။ဥပေက္ခဝေဒနာကတော့ချိန်တော်တော်များများဖြစ်နေတယ်လို့ဆိုရမယ်။ဥပေက္ခဝေဒနာကရှုမှတ်တဲ့အခါမှာအမောဟနဲ့ရှင်ပြီးတော့နော်ရှုမှတ်တဲ့အခါမှာအမောဟနဲ့ရှင်ပြီးတော့မရှုမှတ်တဲ့အခါမှာဥပေက္ခဝေဒနာမောဟနဲ့ရှင်တယ်။အဲဒါကြောင့်ဥပေက္ခဝေဒနာဖြစ်ရင်ရှုနေဖို့အရေးကြီးတယ်လို့ပြောပြရစေ။ဒါကအဲဗုဒ္ဓရဲ့ကျမ်းစာဘက်ကလာတယ်။အဲ့ဒီဗုဒ္ဓရဲ့ကျမ်းစာအရာ ဝေဒနာနုပတ္တနာတတိပဋ္ဌာန်လို့ဝေဒနာခန္ဓာကိုဝေဒနာနုပတ္တနာတတိပဋ္ဌာန်နဲ့ရှုရပါမယ်ဝေဒနာခန္ဓာကိုဝေဒနာနုပတ္တနာတတိပဋ္ဌာန်နဲ့ရှုရပါမယ်အဲ့လိုဝေဒနာကိုဝေဒနာနုပတ္တနာဝေဒနာအနုပတ္တနာ ဝေဒနာကိုဝေဒနာဟူ၍အနုအဖန်ဖန်ပတ္တနာရှုခြင်းဝေဒနာကိုဝေဒနာလို့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva identification နဲ့မပါပဲနဲ့ names and labels လို့ခေါ်တဲ့ပြည့်ညတ်တွေမတင်ပဲနဲ့ဝေဒနာကိုဝေဒနာလို့ပဲရှုနေခြင်းဒုက္ခဝေဒနာကိုလည်းဒုက္ခဝေဒနာတိုင်းဒုက္ခဝေဒနာလည်းဒုက္ခဝေဒနာတိုင်းဥပက္ခဝေဒနာလည်းဥပက္ခဝေဒနာတိုင်းရှုနေခြင်းအဲ့ဒီလိုဝေဒနာကိုဝေဒနာလို့ရှုနေဖို့သင်ပြထားတဲ့ ဗုဒ္ဓရဲ့တတိပဋ္ဌာန်ကဒီကနေ့ခေတ်သိပ္ပံပညာသူတေသီတွေသိပ္ပံပညာကိုသူတေသနာလုံနေကြတဲ့သူတေသီတွေရဲ့တွေးရှိချက်တွေ ਨੇ လာပြီးကိုက်ညင်နေတာကဒီဖုံးကြီးတင်ချာနဲ့ကြောင်းပေးခဲ့တယ်ဒီဖုံးကြီးရဲ့နောက်တကပါဠိစာပေတွေကိုမာကန်အောင်ကြောင်းတိုက်ကြီးမှာစနစ်တကျတင်ချာလာတဲ့အသက်တော်ချုပ်ဆင်းလာနေလာပြီဖြစ်တဲ့ဝါရော 35ဝါကိုရောက်လာပြဒီဆရာတော်ကြီးရဲ့ရှင်နေနှလုံးတွေကိုခုံစေတာဖြစ်ပါတယ်နော်ဒါကဒီကနေ့ခေတ်တကဘာလုံးမှာဒီတိုင်းဒီမူတိုင်းအားထုတ်တဲ့သူကတကဘာလုံးမှာဒီတိုင်းမှာအားထုတ်နေကြတာဖြစ်ပါတယ်နော်အဲ့တော့ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဝေဒနာကို pleasant sensation unpleasant sensation ဒုက္ခဝေဒနာဒုက္ခဝေဒနာ ဲ့ဒီဝေဒနာတွေပေါ်လာတဲ့အခါမှာဒုက္ခဝေဒနာလို့ဆိုတဲ့ကောင်းတာလေးပဲပေါ်လာလားဒုက္ခဝေဒနာလို့ဆိုတဲ့မကောင်းတာလေးပဲပေါ်လာလားအဲ့ဒီပေါ်လာတဲ့ဝေဒနာတွေကိုပြည့်ညတ်မတင်ပဲနဲ့ identification မလုပ်ပဲနဲ့ names and labels တွေတစိမ့်မကပ်ပဲနဲ့သူ့ဝေဒနာရဲ့အရှိတဘာဝအရှိတဘာဝအတိုင်းရှုပြီးတော့နေရမယ်ဘုန်းကြီးတို့ရဲ့သဘောတဘာဝသည်ဒုက္ခဝေဒနာကို ဒုက္ခဝေဒနာကို react လုပ်ရ resist လုပ်နေတတ်တယ်အဲဒုက္ခဝေဒနာဖြစ်ပြီဆိုရင် react လုပ်တဲ့တုံ့ပြန်တဲ့ခုခံတယ် resist လုပ်တဲ့ခုခံတယ်နော်တုံ့ပြန်တဲ့ခုခံတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုရင်ตายာပြီးတော့ဆွဲထားတတ်တယ်ตายာပြီးတော့ဖက်တွေထားတတ်တယ်ဒါကဘုန်းကြီးတို့ဒီယောဂီများအားလုံးတွေ့ကြတရားအထုတ်တဲ့ယောဂီတိုင်းတွေ့ရကြုံရတဲ့ပြဿနာ အဲဒုက္ခဝေနာကိုလည်းပဲဝေဒုက္ခဝေနာကိုလည်းဝေဒာတိုင်းကြည့်ရမယ်ဒုက္ခဝေနာကိုလည်းဝေဒာတိုင်းကြည့်ရမယ်ဒုက္ခဝေနာကိုလည်းပဲမတုံ့ပြန်နဲ့မခုခံနဲ့ဒုက္ခဝေနာကိုလည်းရှိကိုအရှိတိုင်းရှုနေအောင်လို့ဒုက္ခဝေနာကိုလည်း clinging မလုပ်နဲ့မတွေ့မဖက်တွယ်နဲ့မသားရနဲ့အရှိကိုအရှိတိုင်းရှုနေအောင်လို့ဒါကဝေနာနုပဒနာရဲ့အမှန်သဘောပဲနော်အဲ့ဒီလိုရှုနေတဲ့အခါမှာတဲ့အဲ့ဒီလိုရှုနေတဲ့အခါမှာတဲ့နော် we either လို့ issue နေတဲ့ကမှာဘာဖြစ်လဲလို့ဆိုတော့ strengthening prefrontal cortex နော် strengthening prefrontal cortex ဟိုဒီ shape ဘိုင်းပေါ့နော်မြင်လို့အောင်ပြောရင်ဒီ shape ဘိုင်းအကုန်လုံးဟိုအလုံးနားလဲအောင်ပြောရင်ဒီ shape ဘိုင်း prefrontal cortex အုံးတော့ရဲ့ဒီ shape ဘိုင်းအဲ့ဒီ shape ဘိုင်းနော်အသိဉာဏ်စိတ်ဘိုင်းလို့ခေါ်တယ်ဒါကို smart part of brain လို့လည်းခေါ်တယ် အဲ့ဒီအသိဉာဏ်ဆိုင်ရာတွေကိုအလုံးလုံးနေတယ်အဲ့ဒီဘုန်းကြီးတို့ရဲ့နေ့စဉ်နဲ့အမြအသိဉာဏ်ဆိုင်ရာတွေနဲ့အသိဉာဏ်နဲ့အလုံးလုံးရတာမှန်တယ်များဒီ prefrontal cortex ကကြည့်အလုံးလုံးတယ်အဲ့ဒီ prefrontal cortex ဒီလူမှာ40ရာခိုင်နှုန်းပါတယ်အုံတော်ကြီးတစ်ခုလုံးရဲ့40ရာခိုင်နှုန်းဒီအဲ့ဒီဉာဏ်ပညာအစိတ်ပိုင်းဖြစ်တဲ့လူမှာနော်တရိษံနဲ့လူနဲ့ခွဲထားတဲ့ခွဲခြားမှုဒီ အဲ့ဒီ prefrontal cortex ရဲ့40% smart part ကခွဲထားတာလို့သိပ္ပံသူတွေတည်းရဲ့ဆိုတယ်နော်အဲ့ဒါကဘာသာနဲ့မဆိုင်ဘူးယုံကြည်မှုနဲ့မဆိုင်ဘူးလူမှန်ရင်ပါလာတာဖြစ်တယ်နော်အဲ့ဒီလူသည်မာကုသိုလ်စိတ်၈ပါးတပါးပါးကိုလောက်ခဲ့သောကြောင့်လူသားဖြစ်နေပရိသတ်တွေနေလာတာဖြစ်တယ်အဲ့ဒီပရိလူသားဖြစ်နေပရိသတ်တွေနေလာတဲ့သူတိုင်းမှာအဲ့ဒီ40% smart part ဆိုတာ အသိဉာဏ်အစိပ်ပိုင်း40ခန်းတော့အကုန်လုံးမပါဘူးအဲဒါကြောင့်လူသည်ကောင်းဤဆိုးဤသူပတ်သူခွဲခြားနိုင်တဲ့ဆိုရင်ရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ40% smart part ကြောင့်ပဲသူကလူနဲ့တိရစ္ဆာန်နဲ့ခွဲခြားတာလည်းအဲ့ဒါပဲအဲ့အဲ့ဒီ body person smart part ကိုကိုယ်၍ထက်မြက်လာအောင်လုပ်ဖို့ကတော့လူမှလုံတတ်တယ်တိရစ္ဆာန်ကမလုံတတ်ဘူးအလူဖြစ်ရင်အဲ့ဒီ40% smart part ကိုပိုရိပ်ပိုရိပ်ထည့်မြအောင်အနေနဲ့စူးစမ်းနေရမယ်။အဲ့တော့ ဒီမှာတခါတည်းတိုက်ဆိုင်တော့ဘုသူတန်နေနဲ့မှတ်ခဲ့ပွားလူမှာအဲ့ဒီ40% smart part 40ရာခိုင်နှုန်းတော့အုံနောက်စိတ်ပိုင်းဒီဉာဏ်ပညာစိတ်ပိုင်းဖြစ်တယ်နောက်တခါ apes လို့ခေါ်တဲ့လူဝင်နေမှာနော် apes လို့ခေါ်တဲ့လူဝင်နေမှာ17% 18ရာခိုင်နှုန်းပါတယ် smart part ကအသိဉာဏ်စိတ်ပိုင်းကနောက် chimpanzee လို့ခေါ်တဲ့မျက်ဝံနေမှာ chimpanzee လို့ခေါ်တဲ့မျက်ဝံနေမှာ15% 15ရာခိုင်နှုန်းပါတယ် Now dog လို့ခေါ်တဲ့ခွေးတွေမှာ900ခိုင်နှုန်းပါတယ်ခွေးတွေမှာကြောင်လေးတွေမှာ3.5ခိုင်နှုန်းပါတယ်လို့သိပ္ပံသူတေဒီများကတွေ့ထားပြီးဖြစ်ပါတယ်เนาะအဲ့ဒီဝေဒနာကိုဝေဒနာပဲလို့ခုလိုဝေဒနာနုပ္ပတနာရှုနေတဲ့အချိန်မှာမျက်စိစုံမဲ့ပြီးလည်းကထိုင်နေလို့တော့မရပေါ်လာတဲ့ဝေဒနာကိုဝေဒနာကိုဝေဒနာပဲလို့သိအောင်ရှုလို့တယ်အဲ့ဒီဝေဒနာသည်ဖြစ်ပြီးရင်ပြက်ပြက်သွားတယ် နော်ဖြစ်နေတုန်းမှလည်းဖြစ်ခိုက်တိုင်းမှလည်းသိရမယ်ပြက်သွားတဲ့အခိုက်မှလည်းသိရမယ်နော်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာတို့ဒီထင်ရှားတယ်ဥပ္ပခဝေဒနာကမထင်ရှားဘူးသို့တော့ဘာကိုမှအကောင်းလည်းမခံစားရဘူးဆိုးလည်းမခံစားဆိုအဲ့ဒါဥပ္ပခဝေဒနာဖြစ်တယ်အဲ့ဒီဥပ္ပခဝေဒနာကိုလည်းသတိထရှုနေရမှာပဲယောဂီလုပ်တဲ့သူကနော်ဒါဘုန်းကြီးတို့နေစဉ်ဘွားထဲမှာကိုတတိထဒီရှုပုံရှုနည်းကိုသိရင်တတိထပြီးတော့ရှုနေရပါ အဲ့လိုဝေဒနာကိုဝေဒနာပဲလို့ရှုမှတ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ strengthening prefrontal cortex ဒီအသိဉာဏ်အစိပ်ပိုင်း40ရာခိုင်နှုန်းကို strengthening အားကောင်းအောင်လုပ်ပေးတယ်။နော်သိဉာဏ်အစိပ်ပိုင်းရဲ့40ရာခိုင်နှုန်းကိုအားကောင်းအောင်လုပ်ပေးတယ်။နော်အဲ့တော့ဒီလိုမျိုးဝေဒနာကိုဝေဒနာလို့ရှုမှတ်ယုံလေးနဲ့နော်မရှုမှတ်ဘဲနဲ့ဒီတိုင်းထိုင်နေလို့တော့မရ react လုပ်နေလို့လည်းမရ resist လုပ်နေလို့လည်းမရခုခံနေလို့လည်းမရဘူးတုံ့ပြန်နေလို့လည်းမရဘူး observe လို့ရမယ် observe ဆိုရှု observe mindfully observe နော် observe ဆိုတဲ့ကလုံးကရှုတယ်အင်္ဂလိပ်စကားမှာအဲ့ဒီလိုရှုနေတဲ့အချိန်မှာဒီ prefrontal cortex ကပို၍တံမာလာတယ်လို့ဆိုပါတယ်အဲ့ဒီ prefrontal cortex မှာမှတခါနှစ်ပိုင်းထပ်ခွဲရမယ်နော်ဒဝေနနုပ္ပတနာနဲ့အုံနောက်ချိတ်ဆက်နေပုံနော်ဗုဒ္ဓသင်ပြလိုက်တဲ့ဝေနနုပ္ပတနာသည် စိတ်ပံပညာသူတေသနာတွေးရှိခြင်းနဲ့ဘယ်လိုချိတ်ဆက်နေသလဲဆိုအဲ့ဒါဟာဘုန်းကြီးကိုယဉ်ခုံစေတာပဲဘုန်းကြီးကိုတရားအထုတ်ဖို့တွန်းအားတွေအများကြီးဖြစ်စေတာပဲနော်အဲ့ဒါပဒါကြီးလို့ဒီတိုင်းကြီးမျက်စိမိပြီးဘယ်ရောက်မှာတော့ထိုင်နေတာမဟုတ်ဘူးဝေဒနာကိုဝေဒနာပဲလို့ရှုမှတ်နေတယ်နောက်ဆက်တွဲဖြစ်စဉ်တွေကတော့ကိုယ့်ရဲ့အထုတ်မှုအတိုင်းတာအကြအပေါ့အလေးအနက်အတိတ်အနက်ပေါ်မူတည်ပြီးတော့မှတိုးတက်မှုတွေကကိုယ့်ဟာကိုယ်သိလာပါလိမ့်မယ် တကယ်သိလာပါလိမ့်မယ်နော်ကြိုပြောလို့တာမျိုးတွေကဖြစ်တဲ့ကိစ္စမဟုတ်အကူအားထုတ်နေဖို့တော့လိုတယ်အများကြီးမလို့ရင်တောင်မှသူတေသနာသူတေသီများရဲ့အဆိုအရာတွေးရှိချက်စမ်းသပ်မှုတွေးရှိချက်ရတနေ့ကိုနိုင်ဝက်လောက်ပဲသူတို့ကအများဆုံးလောက်ခိုင်းပါတယ်နော်နေ့စဉ်နိုင်ဝက်ပဲပုံမှန်ဒါကတော့နိဗ္ဗာန်နေပါတယ်တွားဖို့မဟုတ်သေးဘူးအုံတော့အပြောင်းလဲဖြစ်ပြီးတော့ကိုယ့်ရဲ့ဘဝတာမှာစမတ်ကြကြနေထိုင်နိုင်ဖို့အုံတော့ memory တွေမချွတ်ယွင်းမနေနိုင်ဖို့အတွက်အဲ့ဒါနေ့စဉ်လောက်ရမယ်လို့ နိုင်ဝဲလောက်လောက်ရမယ်စေတော့တယ်လောက်ရမယ်လို့သူတွေဒီများကတွေးရှိထားပါတယ်အဲ့လိုလုံးတဲ့သူတွေကအုံနောက်မှတ်ညာမချွတ်ရဲမဲနဲ့အုံနောက်ရဲ့ဉာဏ်ပညာပိုင်းဆိုင်ရာအလုံးလုံးမှုတွေအရန်အကောင်းတော်တွေ့ရပါတယ်ဒါလောက်နေတဲ့ကိုတရားထိုင်ဖို့ဆိုတာထိုင်ကိုထိုင်ရမယ်ဆိုတာကို မှတ်ချက်ချဆုံးဖြတ်ချက်ချဖို့ကောင်းပြီတန်ခတ်တပည့်သားပဲငယ်လေးကောင်းလေးပဲတက်ကြီးမှထိုင်ရတဲ့ဆိုတဲ့ယူဆကြီးကမတ်ကိုမာနာဘုံည22နှစ်သားမှစထိုင်ခဲ့တာအေတိကနဲ့တောက်လျှောက်တိလာတဲ့အသည့်နဲ့ဒီကနေ့ထိအိတ်တရားထိုင်တာလောကဘုံကြီးမလျှောက်သေးဘူးဒီကနေ့ထိဘုံကြီးတောကြီးထဲမှာတပါးထဲနေပြီးတော့ဒါကိုပဲတကုတ်ကုတ်လုံးနေတာနော်ဒါကိုပဲတကုတ်ကုတ်လုံးနေတာအဲ့တော့ဒီလိုမျိုးတရားထိုင် prefrontal cortex ကိုအားကောင်းစေတယ်အဲ့ဒီ prefrontal cortex မှာနှစ်ပိုင်းရှိတယ်နော်တစ်ပိုင်းက dorsolateral prefrontal cortex na နဲ့နောက်တစ်ပိုင်းက ventral medial prefrontal cortex na ဆိုပြီးတော့နှစ်ပိုင်းရှိတယ် dorsolateral prefrontal cortex na ventral medial prefrontal cortex na. ဆိုဘာကိုပြောနေတာလဲဆိုတော့နော်ကြည့်မယ်ဒီ dorsolateral prefrontal cortex is a key brain region involved in various higher level of cognitive function နော်ဒီ nah? dorsal lateral prefrontal cortex နဲ့တကယ်ကအဲ့ဒီ dorsal lateral prefrontal cortex နဲ့ဒီအဲ ventral med ventral med media prefrontal cortex အဲ့နှစ်ခုကသူက stronger ဖြစ်စေတယ်ပိုပြီးတော့တန်မာစေတယ်ပိုပြီးတော့တန်မာစေတယ်အဲ့ဒီလိုပိုပြီးတော့တန်မာတဲ့အတွက်မှတ်ဉာဏ်ဆိုင်ရာလှုပ်လှုပ်ရှားမှုတွေမှာဘယ်တော့မှသူကဆုံးရှုံးဖြစ်ဆလိုချင်တဲ့မှတ်ဉာဏ်ချွေရင်သွားတာမရှိဘူး dementia ဟုတ်လား parkinson အဲဒါမျိုးတွေကြောက်စရာမလိုဘူး ဒမင်ရှားတို့ပါကင်ဆန်တို့အနောက်ကအယ်ဇိုင်းမာတို့ဒါမျိုးတွေကြောက်စရာမလိုသို့တော့ပုံမှန်ဆေးတော့တယ်လို့အထုတ်နေဖို့တော့လိုတယ်ပုံမှန်ဆေးတော့တယ်လို့အထုတ်နေဖို့တော့လိုတယ်နော်ဒါကဘုန်းကြီးတရားဟောနေတာမဟုတ်ဘူးဒီတုတေတိများရဲ့တွေးရှိချက်ကိုဘုန်းကြီးကိုယ်တိုင်ရှုမှတ်နေတဲ့ကိုယ်တွေရဲ့နိုင်ငံတကာ တွေမှာထွက်ပြီးတော့ဘုန်းကြီးကိုယ်တိုင်သင်ပြနေတဲ့သင်ပြမှုရဲ့ သိပ္ပံသူတေသနာများရဲ့တွေ့ရှိချက်ရေကိုပူးပေါင်းပြီးတော့ဗုဒ္ဓရဲ့ဝေဒနာနုပဒနာသတိပဋ္ဌာန်ရှုနေရဲ့သိပ္ပံသူတေသနာတွေ့ရှိချက်အဲ့ဒါတွေကိုပူးပေါင်းပြီးတော့ပြောနေတာဖြစ်တယ်။လှုပ်ဖို့မလှုပ်ဖို့တော့ကိုတော်ဝယ်မယ်။ဒါကနားထောင်လို့လည်းမပြီးဘူး။ဒါကြောင့်မို့ဘုန်းကြီးကကိုယ့်ရဲ့ပြည်သူပြည်သားတွေကိုအကြက်တဲ့ဒုက္ခရောက်တဲ့အချိန်မှာကိုယ့်အတွက်ဘယ်လိုမျိုးနေတဲ့ဘယ်လိုနေထိုင်ကြမလဲ။စိတ်ဖြစ်စီမှုတွေဘောင်းစုံနော်ဘုန်းကြီးတို့ဒီနိုင်ငံမှာ အဲ့ဒီလိုဖြစ်နေချင်မှာဘယ်လိုနေထိုင်ကြမလဲဆိုအဲ့နေနည်းလေးကိုဘုန်းကြီးကအဲဝေမျှပေးနေကြဖြစ်တယ်အဲ့ဒီဝေနေနည်းထိုင်နည်းလေးရှင်းပြပြီးတော့စောင့်ရှောက်ပေးနေဖြစ်တယ်လိုက်လို့ရင်ကိုယ့်အတွက်အများထွက်စရာတွေအများကြီးရှိတယ်နော်အဲ့တော့ဒီခုနကဒေါဆိုလစ်ထရီပရီဖရန့်နယ်ကော်တက်စ်ကဘာလို့လဲဆိုတော့နိဒေါဆိုလစ်ထရီပရီဖရန့်နယ်ကော်တက်စ် is a key brain region အဲ့ဒီ dorsal lateral prevent ကိုဆိုတာ key brain region အုံနှော့ရဲ့အဓိကကြတဲ့အဲအစိတ်ပိုင်းအစိတ်ပိုင်းဖြစ်ပါတယ်တဲ့ဘာတွေပါလဲဆို involve in various higher level of cognitive function သိအစင်းမြင့်တဲ့အသိဉာဏ်ပဆိုင်ရာအလုပ်တွေကိုသူကလုပ်တာအဲ့ dorsal lateral ကလုပ်တာအဲ့ဒီ dorsal lateral prefrontal cortex ကိုတောက်လျှောက်တရားဝေဒနုပသနာသတိပဋ္ဌာန်ရှုမှတ်ရင်းနဲ့မြင့်တင်ပေးနေတယ်ဆိုတာကစဉ်းစားကြည့်ပေါ့နော် အသိဉာဏ်နေအသိဉာဏ်ပိုင်း higher level ဖြစ်တဲ့အုံနောက်ရဲ့ဉာဏ်ပညာပိုင်းဆိုင်ရာအစဉ်မြတ်တဲ့ပိုင်းတွေဘလောက်ထိကြီးလှုပ်လှုပ်ရှားနေမလဲအဲ့ဒါကြောင့်ဒီလိုအုံနောက်ရဲ့ဉာဏ်ပညာပိုင်းဆိုင်ရာတွေအစဉ်မြတ်လာတဲ့အတွက်ဒီလိုမျိုးသောတာပန်တက္ကရာကဆိုတဲ့အစဉ်မြတ်တဲ့အရိယာပညာရှင်တွေအရိယာဉာဏ်ဉာဏ်ပညာရှင်တွေဘလို့ဖြစ်လာလဲဆိုတာဒါမှတ်ကြည့်လို့ရတယ်ဟုတ်ပြီလားနောက်တစ်ခါ the key region the higher level including working memory တဲ့အလုပ်လုပ်တဲ့အရာတွေလည်းမှတ်မိနေတယ်เนาะနောက်တစ်ခါ executive control ကိုယ့်ရဲ့ဘဝမှာအဓိကကြတဲ့ထိန်းချုပ်မှုတွေကိုလည်းအဲထိန်းချုပ်နိုင်စွမ်းရှိတဲ့အဲနောက်တက attention regulation ကိုယ့်ရဲ့အာယုံစုစိုက်နေမှုလည်းပုံမှန်ဖြစ်အောင်လုပ်ပေးတယ် it plays a crucial role in tasks requiring goal directed behavior ကိုလောက်ရမဲ့အလုပ်တွေအောင်မြင်ဖို့အတွက်ပြုမှုကိုပြုမှုနည်းတွေကိုအကောင်သူကလိုက်ပြီးတော့အဲလိုက်ပြီးတော့ဉာဏ်ပညာနဲ့ လမ်းညွန်ပေးသွားတဲ့အတွက်ကိုယ်ဘဝအတွက်အောင်မြင်ဖို့နီလန်းနေကြီးပဲဆိုရှယ် relation မှာပဲကြည့်ကြည့် relationship between the workers employees and employers the way a manager the company တွေမှာဆိုလို့ရှင်လည်းပဲလောက်သမားလောက်ရှင်ဆက်ဆံရေးတွေမှာပဲကြည့်ကြည့်လူမှုဆက်ဆံရေးတွေမှာပဲကြည့်ကြည့်နောက်ဆုံးပဲလင်မယားဆက်ဆံရေးတွေမှာပဲကြည့်ကြည့်အဲ့ဒီ behavior တွေကပုံစံကြောင့်လို့တရားအားထုတ်တဲ့သူတွေနဲ့နေရတဲ့ခါမှာစိတ်ချမ်းသာမှုရတယ်ဆိုတာအဲ့ဒါပဲတရားထုတ်တဲ့သူကသူ့ရဲ့ behavior တွေက တစ်ဖက်ကအလားကိုနဲ့အတူနေတဲ့သူတွေကိုစိတ်ကျေနပ်စရာဖြစ်သွားစေတယ်အဲ့ဒါလို့စိတ်ကျေနပ်စရာဖြစ်သွားတယ်ကဘယ်သူလဲလို့ဆိုဒီ prefrontal cortex ကခုန dorsolateral prefrontal cortex ကလုံးနေတာအဲ့ဒီလိုဝေဒနာဥပဒနာရှုနေခြင်းဒီအဲ့ dorsolateral prefrontal cortex ကို stronger ဖြစ်အောင်လုပ်ပေးတယ် strengthen RNA ထပ်ဖြည့်ပေးတယ် RNA ရှိနေအောင်လုပ်ပေးတယ်လို့ဆိုထားပါတယ်နော်နောက်တစ်ခုကခုန ventromedial ventromedial prefrontal cortex အဲ့ ventral media prefrontal cortex ကိုလည်းသူက stronger ဖြစ်အောင်လုပ်ပေးတယ်အားအင်ထပ်ဖြစ်ပေးတယ်အားရှိနေအောင်လုပ်ပေးတယ်သူကတော့ဘာအတွက်ရေးချင်သော ventral media prefrontal cortex is a plays crucial role in decision making နဲ့ ventral media prefrontal cortex ကြတော့ဘာလို့လဲ decision making ဆုံးဖြတ်ချက်တွေချတဲ့အခါမှာအရေးကြီးတဲ့အခါကနေသူလောလောပေးတယ်နောက်တစ်ခါ emotional regulation ကိုယ့်ရဲ့လောဘဒေါသမောဟတွေမာမနာတွေအဲ့ဒါ message တွေများပြလာတဲ့အခါမှာအဲ့ဒါတွေကို ပုံမှန်ဖြစ်သွားအောင်သူကလိုက်လုပ်ပေးတယ်ဉာဏ်ပညာစိတ်ပိုင်းကိုဉာဏ်ပညာစိတ်ပိုင်းဖွင့်ဖြိုးလာတော့နော်လောဘဒေါသဆိုအီမိုရှင်တွေကိုသူနည်း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 နဲ့အဲပုံမှန်ဖြစ်အောင်ပြန်လုပ်ပေးတယ်နော် and a social cognition နဲ့လူမရင်းဆိုင်ရာအသိဉာဏ်တွေကိုလည်းပို့ပြီးတော့အစင်မြင်အောင်သူကလုပ်ပေးတယ် it integrating emotion uh information about rewards and the potential losses and the social context to guide behavior and သူကလည်းပဲဒီ ကိုယ့်ဘဝအတွက်ကောင်းခြင်းဆိုးခြင်းတွေကိုသူကခွဲခြားနားလည်ပြီးတော့နော်အဲအုံနှော့ရဲ့ချွတ်ရင်းစရာဆုံးရှုံးစရာအပိုင်းတွေကိုမချွတ်ရင်းအောင်သူကလုပ်ပေးတယ်ပြီးရင်ဒီ emotion နဲ့ information တွေကြားမှာသူက emotion information တွေရတယ်ဘုန်းကြီးတို့အုံနောက်က information တွေလက်ခံရတယ် information ဆိုတော့ဘာတော့မေးဘူးဘာပြောနေပြီဒီကောင်မတော့နေဘူးဘာပြောနေပြီဆိုတော့အဲ့ချိန်မှာသူကငါ့ကိုကောင်းတာလေးတွေပြောတဲ့ကောင်ကောင်းတဲ့ emotion တွေဖြစ်တယ်ဆိုးတာလေးတွေဆိုးတဲ့ emotion တွေဖြစ်တယ် emotion ဆိုစဝေဒနာမျိုးတဲ့ပါပါတယ်နော်သူကဝေဒနာမျိုးစားတဲ့မှာပါပါတယ်သူကဘုန်းကြီးတို့စိတ်တိတ်လို့ဆုံးဖြတ်ရတာပေါ့ဒီစိတ်စိတ်စိတ်တိတ်တွေခွဲတဲ့ခါကျတော့သို့တော်လည်းပဲအဲ့ဒီစိတ်စိတ်စိတ်တိတ်တွေမှာလဲဝေဒနာတွေကနှိုင်းရှင်ပြီးတော့ပါနေတာပဲ ဝိနာထင်ရှားဝိနာရှုပြီးတော့စေတိတ်ကထင်ရှားစေတိတ်ကိုရှုလဲစေကထင်ရှားစေကိုရှုလဲတော့ဒီလိုသွားတယ်အခုကတော့ဝိနာကိုအဓိကထားပြောနေတော့အဲ့ဒီ information နေနဲ့ emotion နေကြာမှာ तू ကလာမှန်မှန်ကန်ကန်ဖြစ်လှုပ်ရှားနိုင်အောင် तू က integrate လုပ်ပေးတယ်နော် emotion နေနဲ့ information နေကြာမှာ information နဲ့ emotion နေကြာမှာလာအစွန်းမထွက်ရလေအောင် तू က integrate လုပ်ပေးတယ်နော်ဒါက ventral media prefrontal cortex ကနေလောနေ အဲ့ဒီနှစ်ခုကိုဒီတိုင်းလွှတ်ထားရင်တော့သူကဘုန်းကြီးတို့ကအသက်ကြီးတယ်နဲ့မြတ်ဒီ prefrontal cortex က shrink ဖြစ်လာတယ်ကျုံနော်တွန့်တွန့်ဆုတ်လာတယ် prefrontal cortex ကသူ့ရဲ့လုံနိုင်စွမ်းရည် function ကအဲသူ့ရဲ့လုံနိုင်စွမ်းရည် function ကတော်တော်ကြီးကိုလျော့ချလာတယ်အသက်ကြီးလာတယ်မြတ်ဘုန်းကြီးဘုန်းကြီးဆိုရင်ဒါ60 59ဒါမင်းမွေးနေဆိုရင်59ပြည့်လို့60လေးရောက်တော့မယ်နော်ဒီသက်ဒီရွယ်ဒီဘုန်းကြီးရဲ့ဘုန်းတော်က shrink ဖြစ်နေတယ်လို့မခံစားရသေးဘူးအချိန်တည်းနော် အဲ့ဒါဘုန်းကြီးဟုတ်22နှစ်သားလေးကနေတရားထိုင်လာခဲ့တာဒီကနေ့အထိနော်22နှစ်သားကနေတရားထိုင်လာခဲ့တာအဲ့တော့တောက်လျှောက်အဲ့လိုမျိုးတရားကိုစစ်တလက်တစ်ဖွဲထိုင်စေကြနော်ဒီဘက်မှာဆိုရင်တရားထိုင်နေတဲ့ဘုန်းကြီးကစီဂျိုပရီဒိုက်ဘီတီးစ်တွေပျောက်သွားတာတွေကိုလက်စတရောရောကြတာတွေနော်ထရိုက်ဂလီဆီရိုက်တွေထရိုက်ဂလီဆီရိုက်တွေရောကြတာတွေနော်နောက်တခါဒီနှလုံးကျန်းမာရေး heart နှလုံး condition မကောင်းတာတွေကိုပြန်ပြီးတော့အဆင်ပြေလအောင်ပြန်ကောင်းလအောင်လုပ်ပေးနိုင်တယ်ဒီတရားထိုင်နာကြီးကုန်လုပ်ပေးသွားတာပဲအကုန်လုပ်ပေးသွားသို့တော့ short လို့တော့မရဘူးပုံမှန်ထိုင်ရတယ်ဘုန်းကြီးတော့ဒီတော်ကြီးထဲမှာတပါးနဲ့နေပြီးတော့ဒါကိုပဲဗရာဏအဖြစ်လုပ်ဖို့နေနေတာဘယ်သာရေးဘယ်နိုင်ရေးမှမလိုက်ဘူးဒီတရားထိုင်ဖို့လိုအပ်လို့ပြင်ရင်တော့တမိသားစုတွေကတကယ်ပဲထိုင်မယ်ဆိုလဲဘုန်းကြီးလိုက်လုပ်ပေးတယ်နော်တရားထိုင်ဖို့တကယ်ပဲလိုအပ်လို့ပြင်တော့တမိသားစုတွေကပြင်လဲဘုန်းကြီးလိုက်လုပ်ပေးတယ် ဟိုပြပတွေအထိလဲထွက်ပြီးတော့လှုပ်ပေးတယ်။အဲ့လိုမဟုတ်လို့တမန်ကရှန်ကဆွမ်းစားကွန်စားအစင်တော့ကတော့ဘုံကြီးလိုက်လိမ့်မရှိဘူး။နော်အလူမင်္ဂလာဆောင်တာရင်နိုင်လဲလိုက်လိမ့်မရှိဘူး။အဲတရားထိုင်မယ်ဆိုရင်တော့တမိသားစုတွေကပင့်လဲလိုက်လုပ်ပေးတယ်။အဲ့ဒါဘုံကြီးအတူတူထိုင်ပေးတယ်။တနေ့ကုန်လို့ရင်တနေ့ကုန်လိုက်ထိုင်ပေးတယ်။အဲတမိသားဆိုတာထိုင်ဖို့တော့လိုတယ်ပေါ့နော်။တရားထိုင်တယ်မို့ရင်ဘုံကြီးဘာကောမှစိတ်မဝင်စားဘူး။အဲ့ဒါကြောင့်ဒီတရားထိုင်တယ်ကိုတော့လှုပ်ကိုလှုပ်ကြရမယ်။လှုပ်တဲ့အတွက်ကိုယ့်ဘဝအတွက် နိဗ္ဗာန်မရခင်ဆက်ကြမှာလည်းပဲကိုယ့်ရဲ့ပစ္စုပန်ဘဝမှာအုံနှောက်မှာတကက်ဉာဏ်ပညာပိုင်းဆိုင်ရာအစိတ်ပိုင်းတွေကိုအတိအကျဖွင့်ဖြိုးမှုဖြစ်စေပါတယ်ဆိုတာလေးကိုဝိညာဉ်ဥပဒနာရှုမှတ်မှုနဲ့အတူသိပ္ပံသူတေသနာများရဲ့တွေ့ရှိချက်ရဝိညာဉ်ဥပဒနာရှုမှတ်ရင်အုံနှောက်ရဲ့ဉာဏ်ပညာစိတ်ပိုင်းတွေဘယ်လိုပြောင်းလဲလာတယ်ဆိုတာကိုအဲဘုန်းကြီးသိပ္ပံသူတေသနာများနဲ့တင်ပြလိုက်ခြင်းဖြစ်ပါတယ်တရားငါတပယ်တာလို့ဆိုခြင်းပါတယ် ငယ်လေးကောင်းနေဖြစ်ပါတယ်အသက်ကြီးလို့မှညာနေပျောက်ဆုံးတော့မှထားလုံမယ်ဆိုရင်တော့ဒါကတော်တော်လေးခက်ခဲသွားနိုင်ပါတယ်ငယ်ငယ်လေးကတောက်လျှောက်ဟုတ်လားအုတ်တစ်ချက်တစ်ချက်ထပ်သွားသလိုအုတ်တစ်ချက်တစ်ချက်ထပ်သွားသလိုစအုပ်တအုပ်တအုပ်ထပ်သွားသလိုငယ်ငယ်လေးကတောက်လျှောက်ထပ်ထပ်ပြီးလှုပ်သွားမယ်ဆိုရင်တော့လုံးဝဘုန်းကြီးအမခံပါတယ်အရွယ်တစ်ခုမှသောတာပန်တက္ကရာကအနာဂတ်ဖြစ်ဖို့လေမခက်ခဲပါဘူးကိုကပုံမှန်လုံနေပေါ်တာလိုပါလေနေ့စဉ်နိုင်ဝဲ အနည်းဆုံးတနာရီလောက် walking or တနာရီဝယ်လောက် sitting or နာရီဝယ်လောက်တနာရီလောက်လှုပ်စေခြင်းပါတယ်ဒါဘုန်းကြီးလှုပ်စေခြင်းတော့ဘုန်းကြီးကတော့တဲမှာဒါပဲလှုပ်စေခြင်းလို့ဒါပဲလှုပ်နေတာဖြစ်ပါတယ်လူတွေနေနေရတော့ walking နာရီဝယ် sitting နာရီဝယ်လောက်လှုပ်ရင်ကိုဒေါရဗန္တကရကနာတော်တော်နီးစပ်ပါတယ်လို့ပြောပြရစေအားလုံးကိုစိတ်နှပြချမ်းမချမ်းသာ၍အရိပ္ပံတရားအထုတ်ရင်ချမ်းမချမ်းသာပျော်ရွှင် အောင်မြင်သောဘုရားမြတ်ကိုကိုစီကိုစီ တိဆောပိုင်ဆိုင်နိုင်ကြပါစေ